ရှိတောင်အာရှ၏အစိုးဆုံးတက္ကသိုလ်များတွင်ပါဝင်ခဲ့သည့်မြန်မာနိုင်ငံ၏ပထမဆုံးသောတက္ကသိုလ်တစ်ခုဖြစ်တဲ့ရန်ကုန်တက္ကသိုလ်နှင့်အထင်ကရဖြစ်ရများကြောင်းရန်ကုန်တက္ကသိုလ်သည်ရန်ကုန်မြို့ကမာရွတ်မြို့နယ်တွင်တည်ရှိပြီးမြန်မာနိုင်ငံ၏ပထမဆုံးသောတက္ကသိုလ်ဖြစ်သည့်အရှိတောင်အာရှ၏အစိုးဆုံးတက္ကသိုလ်များတွင်လည်းပါဝင်သည် တီနီယာရန်ကုန်တက္ကသိုလ်သည်ရန်ကုန်မြို့ကမာရွတ်မြို့နယ်အင်းလျာကံအနောက်တောင်ဘက်ပြည်လမ်းနှင့်တက္ကသိုလ်ရိပ်သာလမ်းတို့ဆုံရာတွင်တည်ရှိသည့် ပင်မတက်ကတူចောင်းဝင်းနှင့်လှိုင်ចောင်းဟူ၍နှမျိုးရှိပြီးဂျက်ဆင်ဖះเจ้าမှာပင်မចောင်းဝင်းတွင်ရှိသည်ဘွယ်နှင်းတပင်အနီးရှိအထင်ကရသစ်ပုတ်ပင်ကြီးသည်2008ခုနှစ်မေလ2ရက်နေ့ကတိုက်ခတ်သွားသောနာဂစ်မုန်တိုင်းတံကိုကြက်ကြက်ခံပြီးမမမမဆက်လက်ရည်တည်လျက်ရှိသည်တမိုင်းရန်ကုန်တက္ကသိုလ်ကို1898ခုနှစ်တွင်ဗြိတိရှအိန္ဒိယရှိ ကာလကတ္တာတက္ကသိုလ်လက်အောက်ခံရန်ကုန်ကောလိပ်အဖြစ်စတင်တည်ထောင်ခဲ့သည်။ ကိုလိုနီဒေတာများပညာရေးအတွက်ဖွဲ့စည်းထားခဲ့သောပညာရေးဌာနမှတိုက်ရိုက်ကင်တွယ်ခဲ့သည်။1904ခုနှစ်တွင်အစိုးရကောလိပ်ဟုအမည်ပြောင်းခဲ့ပြီး1920တွင် University ကောလိပ်နှင့် Jackson ယူတတန်ကောလိပ်ဟု၍ပေါ်ထွက်လာခဲ့သည်။ University ကောလိပ်မှဘာသာရေးနှင့်မသက်ဆိုင်သောကျောင်းဖြစ်ပြီး Jackson ကောလိပ်မှနှစ်ချင်းခရစ်ယာန်သာသနာအခြေပြုကျောင်းဖြစ်သည်။ အမေရိကန်နှချင်းခရစ်ယာန်သာသနာပြုအဖွဲ့မှဂျက်ဆင်ကောလိပ်အားရန်ကုန်တက္ကသိုလ်လက်အောက်ခံတရားလွတ်လပ်သည့်ကြောင်းဖြစ်အတိအမှတ်ပြုခဲ့သည့်ရန်ကုန်တက္ကသိုလ်ကသူကိုအင်္ဂလန်နိုင်ငံရှိအောက်ဆော့ဘူးနှင့်ဂိမ်းဘရစ်တက္ကသိုလ်တို့၏စနစ်အတိုင်းဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး1940နှင့်50ခုနှစ်များတွင်တွင်အရှိတောင်အာရှ၏အကောင်ဆုံးတက္ကသိုလ်ဖြစ်ခဲ့ပြီးအာရှဆင့်တွင်လည်းထိတ်တန့်ရပ်တည်နိုင်ခဲ့ခြင်းကြောင့်အခြားအာရှနိုင်ငံများမှကျောင်းသားများလာရောက်ပညာစည်းပူးရာတက္ကသိုလ်ဖြစ်ခဲ့သည် ရန်ကုန်တက္ကသိုလ်ကိုပါမောက်ခများအကောင့်စီပညာရှင်များနှင့်အစိုးရအရာရှိများပူးပေါင်းအုပ်ချုပ်ခဲ့တော်လဲ1962ခုနှစ်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင်အစင်းမြင့်ပညာရေးဦးစီးဌာနမှတိုက်ရိုက်ချုပ်ကန်ခဲ့သည်ထို့ပြင်ကျောင်းတွင်သင်ကြားရေးဘာသာစကားအားလဲအင်္ဂလိပ်ဘာသာမှမြန်မာဘာသာသို့ပြောင်းလဲခဲ့ပြန်သည်မကြာမီပညာရေးအဆင့်တန်းတစ်ပြေးပြေးနှိမ့်ကျလာခဲ့ရာအပြည့်ပြည့်ဆိုင်ရာမှအတိမတ်ပြုခြင်းများရပ်တန့်သွားခဲ့ရသည် စေပညာဘောဂဗေဒနှင့်ပညာရေးဌာနများအားတိချကြောင်းများဖြင့်ခွဲထုတ်ပြီးချိန်တွင်ရန်ကုန်ဝိဇာနှင့်တိတ်ပံတက္ကသိုလ်ဟုအမည်ပြောင်းလဲခဲ့ပြီး88လူဒုအောင်ကြောမူကာလပြီးမှစ၍ရန်ကုန်တက္ကသိုလ်သည်အချိန်ကန့်သတ်မရှိပိတ်ထားခြင်းခံခဲ့ရပြီး2013ခုနှစ်ဒီဇင်ဘာလမှစတင်ကာ ခုဟုပြီးပွဲကြိုတင်နှံများပြန်လည်ဖွင့်လှစ်ပေးခဲ့သည်အထင်ကရဖြစ်ရများ1900 ရ60နှစ်ခုနှစ်ဇူလိုင်9ရက်နေ့တွင်တရားမျှတမှုမရှိသောတက္ကသိုလ်စီမင်းများအတွက်ចောင်းသားများចောင်းဝင်းတွင်ငင်းညံ့စွာဆန္ဒပြနေစဉ်ဦးနေဝင်းဤတက်များပြစ်ခတ်မှုကြောင့်တရားကြော်ခံဆုံးခဲ့ရသည့်အပြင်တမိုင်းဝင်ရန်ကုန်တက္ကသိုလ်ចောင်းသားတမက်ကအဆောက်ဦးဒိုင်းနမိုက်နှင့်ဖောက်ခွဲဖြက်စီးခံခဲ့ရသည်1994ဒီဇင်ဘာ5ရက်နေ့တွင်ကြိုက်ကဆန်ကွင်းတွင် ပြသထားသောဦးတန်း၏ရုပ်လောင်းကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများမှခိုးယူပြီးနိုင်ငံတော် စာပနာဖြင့်တင်းကျူပေးရန်ဆန္ဒပြတောင်းဆိုခဲ့ကြသည့်ဒီဇင်ဘာ17ရက်နေ့တွင်စစ်တပ်မှကျောင်းဝင်တွင်ဝင်ရောက်စီးနင်းပြီးဥတ္တအလောင်းကိုပြန်လည်ယူငင်ခဲ့သောကြောင့်ကျောင်းသားအချို့တေဆုံးခဲ့ရသည် 2020တခုနှစ်ဖေဖော်ဝါရီလရက်နေ့တွင်တက်မတော်မှအာနာသိမ့်ပြီးနောက်အာနာသိမ့်မှုအားစန့်ကျင်ဆန္ဒပြသူများတွင်ရန်ကုန်တက္ကသိုလ်ကျောင်းသားများလည်းပါဝင်ခဲ့ပြီးဖေဖော်ဝါရီလ25ရက်နေ့တွင်ရန်ကုန်တက္ကသိုလ်ဝင်အတွင်းဆန္ဒပြကျောင်းသားများနှင့်လုံခြုံရေးတပ်ဖွဲ့များကြားထိတ်တိတ်တွေ့လူနီးနီးအခြေအနေဖြစ်ခဲ့ရသည့်ထိုနေ့တွင်ပင်ရန်ကုန်တက္ကသိုလ်ကျောင်းသားတမက္ကမှဦးဆောင်၍တမက္ကရင်ပြင်းကြီးကြောက်တိုင်ကိုရန်ကုန်တက္ကသိုလ်မန္တလေးဆောင်ရှိတွင်စိုက်ထူခဲ့သည်